ဆမတော်မူကြပါသားရှင်ခွင့်ရှင်2025မေလ17ရက်နေ့အတွက်မိုးလေဝသခမဲ့ချက်တွေကိုတက်ဆက်ပေးပါတော့မယ်ကျမတို့မြေသူတို့ကို ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထိုးနေပြီးကပ်ပလီပင်လယ်ပင်နှင့်ချန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အထိတိမ်မှတည်ထူတတ်နေပါတယ်ဒီနေ့ညနေထိမိုးလေဝသခမဲကျန်နေတဲ့ကတော့မန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးမွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာနှံပြရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရော်တန်းဒေသကြီးကရင်ပြည်နယ်တို့တွင်နေရာစိစိ နေပြီးတော့မကွေးတိုင်းဒေသကြီးစကားနယ်ဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွေနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနေပြည်နယ်တို့တွေနေရာကကြားမှုထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့တွေနေရာကွက်ရဲမှုကြီးတိုင်းကရွာရဲနှုတ်ပြဖြစ်ပါတယ်မြမပင်လေပြမှာလိုင်းနေငယ်မှာလိုင်းတိတိရှိနေကလိုင်းမြမှာတော့မြမကရဲတရှောင်းနဲ့ကမ်းလို့ပင်လေပြတို့တွေငါးပြမှာရှစ်ပေခန့်ရှိနေပါတယ် ။မနက်ဖြန်တော်မိုးလေဝသခံမင်းချက်အနေနဲ့ကတော့အနောက်တောင်မုန်တုံလေးသည်မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ပါတယ်ရှင်။